္ဂလာပါ Weekend for You program မှကြိုဆိုပါရစေ။ကျွန်တော်ဒီနေ့ Weekend for You အဖွဲ့သားများဆိုရင်အာယူဆိုင်ယူမှာရှိတဲ့တာဖာမီရဲ့အထူးကုဆရာဝန်ဒေါက်တာငိမ့်မို့တော်ကိုကျွန်တော်တို့ဖိတ်ခေါ်ကြပါရစေ။မင်္ဂလာပါဒေါက်တာ။မင်္ဂလာပါ။ကျွန်တော်ဒီစီစဉ်မှာအခုလို့အချိန်ပေးပြီးလာရောက်တဲ့ဒေါက်တာကိုကျေးဇူးတင်ပါရစေ။ကျွန်တော်တို့ဒီနေ့ပေါ့နော်လူနာတွေမေးချင်တဲ့မေးခွန်းလေးတွေကိုဒေါက်တာကိုကျွန်တော်တို့မေးမြန်းသွားမှာဖြစ်ပါတယ်ခင်ဗျာမေးကြမယ်ဖြေကြမယ်အစီအစဉ်ဟုတ်ကဲ့ပါဒေါက်တာအဲပထမဆုံးလူနာမေးထားတာပေါ့နော် ဒီမျိုးသမီးကသူကဓမ္မတာသူမလာတော့ဘူးအဲ့ချိန်မှာသူဆစ်လိုက်တဲ့ခါမှာသူကိုယ်ဝင်ရှိမှန်သူသိသွားတယ်ပေါ့နော်အဲ့တော့သူကဘယ်ချိန်မှာတဲ့စေကန်နဲ့ပြတဲ့မှာတည်းတဲ့အဲ့တော့မျိုးသမီးတယောက်ကိုယ်ဝင်ရှိပြီဆိုရင်ဘယ်ချိန်ကိုယ်ဝင်အပ်တင်တည်းလဲပေါ့နော်အဲ့ဒီအဲ့ဒီတို့မျိုးမိခေါင်းလေးပေါ့နော်အဲ့ဟိုအရင်တော့ကကြတော့လေငားလာမပြည့်သေးဘူးကိုဝင်သွားမအပ်နဲ့။အော်အဲ့လိုမျိုးပေါ့နော်။နောက်ပိုင်း3လအဲ့တဖြည်းဖြည်းပေါ့။ဒါပေမဲ့ ဟိုအရေးကြီးတာတော့ကို့မှာပေါ့နော်ငကိုလုံးကဘလူယောဂအခန်းလေးရှိ နေတယ်လေဒီကိုဝင်ကိုတော်တော်လေးကြိုးကြိုးစားစားယူခဲ့ရသလားအဲ့အဲ့လိုမျိုးပေါ့နော်အခုကိုဝင်ဖြစ်တဲ့ဟိုကိုဝင်ရှိတဲ့စီးစစ်လိုက်ပြီးနှစ်ချောင်းပေါ်ပြီးတည်တဲ့အချိန်မှာ ကိုဝင်နဲ့ပတ်သက်လို့သူဘာတွေခံစားရသလဲပေါ့အဲ့ဒီ body မူတည်ပြီးတော့ဒါပေမဲ့အရှင်းဆုံးပြောရရင်တော့ကိုဝင်ရှိတယ်ဆိုတာတည်တည်ချင်းအပ်လိုက်တာအကောင်းဆုံးပဲပေါ့နော်ဟိုစပြီးတော့သူပြပြမယ်ပေါ့ပြပြီးတော့ဒီကိုဝင်ရှိတာမရှိတာကို confirm လုပ်မှာပေါ့နော်ပေါ့ confirm လုပ်ပြီးလို့ရှိရင်ညာတော့အပြန်တော့စီးစစ်လိုက်လို့နှစ်ချောင်းပေါ်တယ်ဆိုတော့ဒါကိုဝင်ရှိတာအသေးစားတလောက်ပဲအဲပြီးတော့မှဒီကိုဝင်လေးကဆက်လက်ပြီးဖွံ့ဖြိုးသွားလားပေါ့နော်ခလေးလေးအသက်ဝင်လာပြီးနှလုံးငုံလာပြီးဒါလေးတစ်ဖြည်းဖြည်းနဲ့ဟိုဆက်သွားကြတာပေါ့အဲ့တော့ စစချင်းဟိုဟာကိုဝင်ရှိလာပြီဆိုတာနဲ့ကိုဝင်အပ်မယ်အပြီးလို့ရှိရင်တော့ဟိုဆောင်းရံရှောင်းရံကလေးတွေပေါ့ဟဲ့အဲ့ရတာမျိုးလေးတွေဘာလို့အခုကြာလဲဘာဆောင်းမလဲဘာရှောင်းရှောင်းမလဲဟိုအရန်စိတ်ပူကြတော့အများကြီးသိကျင်နေပေါ့နော်ဒါလေးတွေပြောကြမယ်ပြီးလို့ရှိရင်ဒီကိုဝင်လေးကောင်းတာမကောင်းတာအတွက်စစ်ဆေးမယ်နောက်ဟိုတစ်ခါလေကြာလို့ရှိရင်ဟိုစစ်ဆေးမှုပေါ့သွေးစစ်တာတွေရှိအကိုဝင်အတွက်သွေးစစ်တာဒါတွေကစောစောစစ်ဆေးလို့ရှိရင် ဥမာဥမာယောဂပိုးရှိတယ်ပေါ့ဥမာကာလာသာယောဂပိုးလိုမျိုး HIV ယောဂပိုးလိုမျိုးအဲ့ဒါမျိုးတွေရှိတယ်ဆိုလို့ရှိရင်လေသူကစောစောစီစီကုလို့ရှိရင်ဒါရင်သွေးငယ်ကိုလုံးဝယောဂပိုးမကူးဆက်နိုင်လောက်အောင်ထိပေါ့နော်ဒါဟောအဆင်ပြေတယ်ဩော်ဒါဆိုရင်ဟိုကျွန်တော်တို့တည်တလို့လာနှူးတဲ့အချိန်မှာကုတာ ကလေးကိုထိခိုက်လို့တော့မဟုတ်ဘူးပေါ့မဟုတ်ဘူးဒါမျိုးတွေကလားနူတော့ကလေးကိုမကူးခင်ပေါ့ကူးလိုက်နိုင်ရင်တရားတွေဆိုရင်ကာလာသားပို့ဆိုကလေးရှင်မရောက်သွားအောင်ပေါ့အဲ့လိုဆိုလားနူတော့မတိလိုက်လို့ရှင်ကလေးရှင် congenital syphilis တော့ပါတော့မျိုးရောက်သွားနေတော့ HIV ဆိုလို့ရှိရင်လည်း အဲဒီမိခင်ကအဲ့ဆိုင်ဘိုးရှိနေတယ်ပေါ့အဲ့တော့ကလေးလေးဆိုလို့ရှိရင်မကူအောင်ဆိုရင်မိရဆေးတွေတောက်သွားပြီဟုတ်ကဲ့အဲအဲ့လိုမျိုးလေးရှိတယ်ပြီးတော့နောက်တစ်ခါကျတော့သူ့မှာငကိုတော့ကဆီချိုရှိသလားဆီချိုကလည်းတစ်ခါလေးကျရင်မသိဘူးပေါ့နော်မစစ်စင်းမိဟုတ်တယ်မစစ်စင်းပြီးတော့ဒီဆီချိုရှိတယ်ဆိုတာကိုသိလိုက်တယ်ဆိုလို့ရှိရင်တော့ဘာမှမဆိုကလေးလေးကစစကြီးဒီပထမ3လမှာသူဖွင့်မျိုးမှုလေးတွေစအဲ့ဒီအချိန်မှာအရန်နုနေတာဟုတ်ပါတော့ဆီချိုတွေပါအရန်များနေလို့ရှိရင်ကလေးရဲ့ဒီဖွင့်မျိုးတိုးတက်မှုကိုယ်ဝေးငါ ဖြစ်ထွန်းမှုတွေသွားပြီးထိခိုက်တယ်ဗောအစီရိုးရှိရဲဆိုလဲဒါစိုးစစ်စစ်ကုမယ်ဗောဒါဆိုရင်ဗောကိုရင်စရှိရတည်ရနဲ့ဈေးကန်းအောင်သွားတက်ဆိုင်ရဆရာအောင်နဲ့စောစောပြအကောင်းဆုံးပေါ့နော်ဒီလိုမျိုးပေါ့နော်ခုနကဆရာမပြောသွားသလိုကလေးဖွင့်ဖြိုးတယ်ဆိုတာပေါ့နော်ဒါအထွာဆောင်ရိုက်တာနဲ့တူတယ်ပေါ့နော်ဒီအထွာဆောင်ကတော့ဒီကိုရင်ဆောင်မိခင်နေနဲ့ဘယ်ချိန်မှာအကောင်းဆုံးပေါ့နော်စရိုက်တင်တယ်လေပေါ့အဲ့ဒါလေးလေးပြောပြပြအောင်ခင်အထွာဆောင်ရိုက်တယ်ဆိုတာကြတော့အထွာဆောင်ကတကယ်တမ်းပြောရလို့ရှိရင်ကိုဝင်မှာ အာ safe ဖြစ်တယ်အန္တရာယ်ကင်းတယ်ပေါ့အန္တရာယ်ကင်းတယ်ဟိုဓာတ်မှန်ရိုက်တယ်လို့ပါ x-ray တွေပါပေါ့နော်ဓာတ်မှန်ဆိုတာဓာတ်ရောင်ကြီးတွေပါရှိတယ်အဲ့တော့ ultrasound ကတော့သူအတန်လိုင်းနဲ့သွားတာဆိုတော့ခလေးလေးကိုထိရိုက်မှုမရှိဘူးပေါ့တချို့ဒီတခြားနိုင်ငံတွေမှာဆိုလို့ရှိရင်ကိုဝင်လာပြတိုင်းလာပြတိုင်း OG ကိုရိုင်းရတာ ultrasound ကြည့်တယ်ပေါ့နော်ဒါပေမဲ့အမြဲတမ်းတော့လေအဲ့ဒါကြီးကမလို့ပေါ့တကယ်တမ်းပြောရလို့ရှိရင်တော့အတ္တဆောင်ရိုက်တယ်ဆိုတော့ ကဲဒီကိုဝင်တောက်လျှောက်မှာသူ့မှာဒရဆောင်းရိုက်ခွင့်တစ်ခါပဲကြုံမယ်ဆိုပါဆိုအဲအဲ့ဒါဆိုရင်ဘယ်အချိန်ရိုက်မလဲဆိုတော့ဒါ20နဲ့22ပိုက်ပေါ့နော်အဲ့ဒီဝင်းကျင်မှာဟုတ်တယ်ကိုဝင်20 9လဝင်းကျင်ပေါ့ဒါတစ်ခါပဲရိုက်မယ်ဆိုတော့ဒါဒီအချိန်အကောင်းဆုံးအချိန်လို့ဆိုကြရတယ်ပေါ့နော်ဒါပေမဲ့ညီမတို့ပုံမှန်ဆိုလို့ရှိရင်တော့ညီမတို့ရိုက်လေးရှိတာကိုဝင်းရှိတယ်ရှိပြီးတော့ဒီ6ပတ်8ပတ် ဟုတ်ကဲ့ဆယ်ပတ်ပေါ့နော်ဒီကြားထဲမှာကျွန်တော်အထရာဆောင်းစပြီးရိုက်တယ်။အော်အထရာ။အဲတချို့ကျတော့ကိုဝင်ရှိရဲ့စီးစစ်လိုက်စီးစစ်ပြီးရနေအထရာဆောင်းတန်းသွားရတော့အထရာဆောင်းနဲ့ဘာမှမမြင်ရအောင်။အော်အထရာဆောင်းရိုက်တာကိုရှိသေးတယ်ကျွန်တော်ဟိုဟာလေရိုးရိုးဘိုက်ပေါ်ရိုက်ရိုက်တာရှိရဲ့နောက်ပြီးတော့ဟိုမိမကွာရဲ့ transport chain နဲ့ရှိ။အဲ့ဒါအဲ့ဒါကတော့ဟိုလနဲ့ပိုင်းနဲ့ဆိုင်သေးတယ်။အဲအဲ့လိုလနဲ့ဆိုင်တဲ့ transport chain နဲ့ scan ကလမ်းလူတော့ကြတော့ အောက်ကပေါ့နော်မင်းမကိုဝါရိုက်တာဆိုတော့ပုံမြင်ရတယ်။ဥပမာပေါ့ဒီ bike ကရိုက်လို့ခလေးနှလုံးခုန်လေးက6ပတ်9ပတ်မှမြင်ရမယ်ဆိုပေမဲ့ဒီ trans vaginal scanner ရရင်ကြတော့5ပတ်6ပတ်လောက်ပါတယ်။အဲ့တော့တစ်ပတ်တစ်ပတ်စောပြီးတော့မြင်ရတယ်ပေါ့။ဒါပေမဲ့လညင်သွားတဲ့ခါကျရင်တော့သရေသားလေးကဒီစီကုန်ရိုးအပေါ်ကနေ1 bike ပေါ်တက်လာပြီ။အဲ့ဒီအချိန်ကျတော့ trans abdominal ခေါ်တဲ့ဒီရိုးရိုး bike ကရိုက်တဲ့ဟာနေရတော့အကုန်မြင်ရတယ်။ဩဟုတ်ကဲ့ အဲ့လိုရိုက်နေနေပေါ့နော်တချို့မေမေပေပေတွေကလည်းဟိုတားလေးလားတမီလေးလားဆိုသိကျင်နေပေါ့နော်အဲ့ဒါကြတော့ဘက်တန်လားဆိုရင်သိရပြီပေါ့နော်တခါလေကြလို့ရှိရင် ultrasound scan နဲ့ကောင်းတယ်ပေါ့နော်ခလေးရဲ့ position ကလည်းတခါလေကြတော့ဟိုတားတားလေးမိမိလေးတွေသူတော့ क्वे ထားတယ်ခြေထောက်လေးနဲ့ကြောင်းနဲ့ क्वे ထားတော့မမြင်ရတာရှိတယ်ဒါပေမဲ့တခါလေ18ပတ်ဆိုရင်တော်တော်တော်မြင်ရတယ်နောက်သူတို့ဖွံ့ဖြိုးတိုးတက်မှုရပေါ့အဲ့ချိန်ကျရင်လည်းပြီးပြီးမြင်မော့ဒါအမျိုးသမီးအင်္ဂါလားတော့ ultrasound နဲ့ယောက်ျားလေးမိန်းကလေးပြောတယ်ဆိုတာက ဒီ genitalia ပေါ့နော်သူတို့ရဲ့ဒီအင်္ဂါအစိပ်ပိုင်းကိုပေါ်ပေါက်လာပြီလားပေါ့အဲ့ဒါကိုကြည့်ပြီးပြောတာဆိုတော့ပြီပြီပြင်ပေါ်တဲ့အချိန်ကတော့18ပတ်လောက်ဆိုတော့ကောင်းကောင်းမြင်ရတယ်အဲ now ဟိုဒီ9လပေါ့ခုနကပြောသလိုမျိုး20 22ဒီကြားထဲမှာကျတော့အမျိုးသမီးဟို main ကလေးလာရောက်ကြလိမ့်လားမြင်ရတယ်ပေါ့နော်ဒါပေမဲ့ဟိုတခုရှိတာကကျတော့ဟိုဖေဖေမေမေတွေအတွက်ကျတော့ main ကလေးရောက်ကြလိမ့်ရရေးကြီးရယ်ပေါ့ဟိုဒါပေမဲ့ကျမတို့အတွက်ကျတော့တစ်ခါလေကျလို့ရှိရင်ဟိုဒီဟိုမျိုးရိုး နဲ့ဟိုလိုက်ပြီးဖြစ်တယ် genetic disease ပေါ့အဲ့တော့ချို့ကဟိုအမေမှာအဖေမှာရှိတယ်ယောက်ျားလေးမှာပဲကိုနိုင်တယ်မိန်းကလေးမှာပဲကိုနိုင်တယ်အဲ့လိုမျိုးဟာလွဲနေတော့ကျွန်တော်တို့မိန်းကလေးယောက်ျားလေးကိုတော့အများကြီးစိတ်ဝင်စားအောင်ပေါ့လေဒါဆရာဝန်တွေဘက်ကပေါ့ဈေးပညာဘက်ကတော့ဟိုဖွင့်ပြတွတ်တွတ်မှုကောင်းရင်လားဘာလားပေါ့ဒါပေမဲ့အခုဆိုရင်လည်း ultrasound ရိုက်ခိုင်းရင်ဟိုရည်စရာလဲရည်စရာပေါ့အတွေ့အကြုံလေးတစ်ခုပေါ့နော်အခုကဘလို့လေးတွေလောက်ကြလဲဆိုအမတ်တရအနေနဲ့ ဟိုမင်းမင်းလေးကိုပေးမသိဘူးအဲဟောအဲဟိုအဲ့ဒါ baby shower လုပ်တယ် baby shower လုပ်ပြီးတော့မှဟိုနိုင်အောင်လုပ်တာအဲဟုတ်တယ် dispose လုပ်တယ်ပေါ့အဲ့လိုအဲ့လိုမျိုးဆိုတော့တခါတော့ကကြတော့ဟိုသူတို့ကရိုက်လာပြီးတော့အတော်လုပ်တဲ့လူကပဲတအားပေါ့ဟို ultrasound ဆရာနဲ့တိတ်တိတ်ကလေးကိုအမေပြောနေဆိုဟိုလူနာကိုယ်စပွဲရောက်လာရောက်လာကွာအဲသမီးလေးဆိုအတော်ရှောက်ပြသွားအဲဘာဖြစ်လို့လဲဆိုကျွန်မတို့ရဲ့ baby shower လုပ်မလို့ပေါ့ဖုံးပွဲတာဟိုကျွန်မအတူကဒါအားပေါ့ဘာလေးဆိုတာပြောမယ်ဆိုတော့ ။အဲအဲ့ဒါကြတော့အနောက်ဆိုလို့ရှိရင်ကိုကတတိထားရတယ်။အဲလူနာအတော်ဆောင်ရိုက်လာ။ပါလေးတဲ့တိကျလား။တိကျလား။ဆိုရောအချင်းတို့မပြောရအောင်။အဲတော့ surprise ပေါ့နော်။တချို့ကြတော့လဲဒါကိုသမီလေးလားသားလေးလားလိုချင်တာလေး surprise ရတယ်။တချို့ကတော့များသောအားဖြင့်ဟိုပါလေးပဲဖြစ်ဖြစ်အဲ့ဒါဘာတသားပဲဖြစ်သမီးပဲဖြစ်ဖြစ်ဆိုတော့အဲ့အထရာဆောင်ရရင်လည်းတခုအလိုမိန်းကလေးယောက်ျားလေးအရင်သိချင်တယ်ဟုတ်ကဲ့ဟိုအထရာဆောင်မှာပေါ့နော်ဟိုအခုရိုက်တာတော့ 2D 3D ပေါ့နော် 4D လည်းရှိတယ်ပေါ့နော်အဲ အခုလက်ရှိနောက်ပိုင်းတော့40တွေအများဆုံးရိုက်ကြတယ်သူကဘယ်လိုရှိ40ရိုက်တာကတော့အခုတကယ်တမ်းပြောရရင်တော့ features ပေါ့အမ်မနာဟိုမျက်နှာအမူအရာပေါ့နော်မျက်နှာသွင်းပြင်းကလေးတွေမြင်ရတယ်။နောက်ပြီးတော့ဟိုခန္ဓာကိုယ်ရဲ့ဟို defects ပေါ့ချုပ်ယွင်းချက် anatomical defects ရှိလို့ရှိရင်ပို့ပြီးတော့မြင်ရတယ်ပေါ့။သူကရုပ်လုံးကြွားဖြစ်လာ။ဟုတ်ကဲ့။အဲ့တော့နံပါတ်40ရိုက်တာလည်းသူအချိန်အကန့်အသတ်ကလေးရှိရဲ့။ဟုတ်ကဲ့။26ပတ်လောက်ဆိုရင်တော့သူမျက်နှာသွင်းပြင်းလေးကောင်းကောင်းပေါ်လာပြီ။ဟိုခန္ဓာကိုယ်ရဲ့ဟိုဖွဲ့စည်းမှုကလည်း ပြည့်စုံတဲ့နောက်ရှိပြီပေါ့အဲ့အချိန်မှာတော့သူ defect လေးတွေရှိလို့ရှင်ဒါမြင်ရတယ်ပေါ့နော်ဒါပေမဲ့30ဘတ်ကြော်ဝိုင်းလဲဖို့တရအတိတ်မမြင်ရတော့ဘူးရေနှဲသွားတယ်ပေါ့နော်ရေနှဲသွားတော့ဒီသူ့သူ့ရဲ့မျက်နှာဖွဲ့အချိုးစားလေးတွေပါလေးတွေကိုတေချာမမြင်ရတော့တဲ့ခါကျတော့များသောအားဖြင့်တော့26ဘတ်နဲ့30ဘတ်ကြားထဲမှာ 4D scan ကြိုက်ကြတာကြံတဲ့အချိန်ကတော့ 4D ရိုက်လို့တိတ်အဆင်မပြေဘူးပေါ့ဟုတ်ကဲ့ခင်ဗျအဲ ကိုဝင်ဆောင်မိခင်ကြောက်ပေါ့နော်သူကိုဝင်ရှိလာတယ်ဆိုတော့အစားအစားရတယ်ပေါ့နော်ဒီမေမေကဗာမေးထားလဲဆိုရင်တဲ့ကိုဝင်ဆောင်ချိန်ပါတဲ့ဟောပေါ့ပူဖေးတယ်စားလို့ရတာဟောကိုဝင်ဆောင်တော့လဲဟိုအစားအသောက်တည်းကဟိုစားခြင်းလာပေါ့နော်တခါလေကျတော့လဲမေမေကစားခြင်းလာမဟုတ်ဘူးအထဲတွေကတောင်းဆိုတာပေါ့အဲ့လိုမျိုးလေးမှတော့ဖြစ်ဖြစ်ချင်းချင်းတက်တာချင်းချင်းတက်တာချင်းချင်းတက်တာဆို ဟိုမိခင်နေအတွက်ကတော့အစာဟာရပြေပါပေါ့တော့ဒါတကယ်အရေးကြီးတဲ့ဟာပေါ့နော်။နောက်ဟိုမသင့်တော်တာမစားမိဖို့လည်းလိုတယ်ပေါ့နော်။ရှောင်ရမယ်ဟာဆိုတော့အတခုကဟိုအစာတော့ဟိုဟော့ပော့ဘူဖေးစားလို့ရလားဆိုတော့ဟော့ပော့ဘူဖေးကြတော့ကိုယ်တိုင်းချက်ပြုတ်စားတယ်ပေါ့နော်။နောက်ဟိုပင်လင်းစားတွေပါလိပါလာတယ်ပေါ့။အစိမ်းနေမှာတွေအဲ့ဒါတွေပါတယ်ဆိုတော့တခါလေကြတော့အဲ့လို leprospirosis ခေါ်တဲ့ပိုးပေါ့အဲ့ဒါမျိုးကူးစက်မှာတော့တခုတတိထားတော့ကိုကဟော့ပော့ဘူဖေးသွားစားမယ်ဆိုရင်လေ ဒီအစိမ့်တွေကိုယူလာမယ်အိုးထဲမှာတည်တည်ဆာဆာကြက်အောင်ပြုတ်မယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့ဒီအစိမ့်တွေနဲ့ဟိုကြက်ပြီးသားဟောင်မထိမတွေ့ရအောင်ပေါ့နော်အဲ့တော့ပကံခွဲရောက်ကိုတတ်မှတ်တည်တည်တတ်မှတ်ထားမယ်ပြီးတော့မှတည်တည်ဆာဆာကြက်အောင်ပေါ့အမပင်လဲစားပါညာအစပေါ့ကြက်အောင်လှုပ်စားမယ်တော့ဆိုရင်တော့အစိမ့်ပြေးတယ်ကိုအိမ်မှာကိုလှုပ်စားလို့ရရင်တော့ပိုကောင်းတာပေါ့နောက်ဆုံးပေါ့နောက်ဆုံးပေါ့အဲအစိမ်းနေနဲ့ထိတွေ့မှုမရှိတော့ဘူးပေါ့အဲ့လိုမျိုး